ဘောလုံးအကြောင်းနားလည်တဲ့သူတိုင်းအာဆင်နယ်လုံးပြနေရတွေကိုချီးကျူးမိကြလိမ့်မယ်။ကော့ပါကဗန်လီနီပြပြိတ္တများအားလုံးပဲမင်္ဂလာပါ။အာဆင်နယ်လီဂျန်ဟတ်ကနေကြိုးဆိုပါရစေ။ဗန်လီနီပြအဖြစ်လောက်ကင်နေတဲ့စကော့ပါကရဲ့အာဆင်နယ်နဲ့ပတ်သက်လို့ပြောလိုက်တဲ့စကားတွေကအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။သူပြောတာတွေကိုတဆင့်ပြန်ပြီးဖောက်တဲ့ချပေးရမယ်ဆိုရင်ကျွန်တော်ကတော့ခမားတို့မြင်လို့မမြင်မိပါဘူး။အာဆင်နယ်ပွဲတွေကိုကျွန်တော်ကြည့်လိုက်တိုင်းမှာဘောလုံးကိုညံ့ညံ့ညောညောကစားနိုင်တဲ့အသင်းကိုမြင်ရတယ် တကယ်ကိုလေ့ကျင့်တာပြေဝနေတဲ့အသင်းကိုမြင်ရပါတယ်။ချိန်နေတိုင်းကိုဖြည့်ရှင်းနိုင်တဲ့အသင်းကိုမြင်ရတယ်။သူတို့ကတီကန်ဘောတွေကိုကြီးအားကိုးနေတဲ့အသင်းမဟုတ်ပါဘူး။ယာဒီအစကတည်းကအာဆင်နယ်ရဲ့အဓိကခိုက်တက်နေဟာတီကန်ဘောကနေတဆင့်ဖြစ်နေတာတော့ဟုတ်ပါတယ်။ဒါပေမဲ့ဒါကတကယ်ကိုပဲလေ့ကျင့်တာပြေဝနေပြီးစနစ်ကျတဲ့အသင်းမျိုးဖြစ်နေလို့ပါ။အာဆင်နယ်ဟာခံစစ်ပိုင်းဆိုရင်လည်းခြေခိုင်လုံးတဲ့အသင်းဖြစ်ပါတယ်။အာဆင်နယ်ဟာတီကန်ဘောတွေကြောင့်တောင်းကန်ဘောတွေကြောင့်ပဲထိတ်ဆုံးရောက်နေတယ်ထင်ရင်တော့သိကြပါရစေ။အများတို့ကဘောလုံးအကြောင်းနားမလည်လို့ပါပဲ။ပြီးတော့ဖြစ်ပါတယ် ကော့ပါကပြောတဲ့စကားကိုကြားလိုက်ရတော့အာဆင်နယ်ရဲ့ကစားဟင်ကိုနက်ရှိုင်းစွာနားလည်သူတဦးရဲ့ရှုမြင်သုံးသက်ချက်လို့မြင်မိပါတယ်။သူကကစားသမားဘွားကနေနီးပြပြစ်လာသူဆိုတော့ဇာခွင်းကအမှန်တရားတွေကိုကောင်းကောင်းသိသူပါ။ပါကာဟာအာဆင်နယ်ရဲ့ကစားဟင်ကိုအချက်၃ချက်နဲ့ရှင်းပြထားပါတယ်။နံပါတ်၁ညံ့ညံ့ညောညောကစားနိုင်မှုဒီစကားကအာဆင်နယ်ရဲ့ကစားဟင်ကိုအကောင်းဆုံးတရုတ်ဖော်ထားပါတယ်။ဘောလုံးကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ပြီးကစားသမားတွေကြားမှာချောမွေးတဲ့ချိတ်ဆက်မှုတွေရှိတာကိုဆိုလိုတာပါ။နံပါတ်၂လေ့ကျင့်သားပြေဝမှု အာဆင်နယ်ရဲ့ကစားဟန်ဟာကြိုတင်ပြင်ဆင်ထားမှုတွေပေါ်အခြေခံနေဆိုတာမြင်သားပါတယ်။ဒါသမားတိုင်းကသူတို့ရဲ့တာဝန်ကိုနားလည်ကြပြီးဘယ်လိုရွေလျားရမယ်ဘယ်လိုချိတ်ဆက်ရမယ်ဆိုတာသိကြပါတယ်။နံပါတ်3အခြေအနေတိုင်းကိုဖြေရှင်းနိုင်မှုဒါကတော့အာတီတာရဲ့အာဆင်နယ်ရဲ့အကြီးမားဆုံးအားသာချက်ပါပဲ။သူတို့ဟာပွဲချိန်တွေအလိုက်ကစားဟန်ပြောင်းနိုင်စွမ်းရှိနေပါတယ်။အာဆင်နယ်ရဲ့ကစားဟန်မှာအထူးခြားဆုံးအချက်ကခံစစ်ကနေတိုက်စစ်ကိုအတော်လေးမြန်ဆန်စွာပြောင်းလဲနိုင်တာပါပဲ။ဘောလုံးဆုံးရှုံးမှုနည်းပါးပါတယ်။ကစားသမားတွေဟာဘောလုံးကိုလိုသလိုထိန်းချုပ်ကစားနိုင်စွမ်းရှိကြပါတယ်။ အလဲတန်းကနေထိန်းချုပ်တာကိုလည်းကောင်းစွာပြုလုပ်ထားနိုင်ပါတယ်။ပါကားပြောသလိုပဲသူတို့ဟာတီကန်ဘောတွေကိုအားကိုးယုံသာမကလဲတန်းကနေပွဲကိုထိန်းချုပ်တတ်ကြပါတယ်။အာဆင်နယ်ကစားသမားတိုင်းဟာစနစ်တကျသတ်မှတ်ထားတဲ့နေရာမှာကစားကြတာတွေ့ရပါတယ်။ပါကားပြောသလိုပဲအာဆင်နယ်ကစားဟန်ဟာအာတီတာရဲ့လက်ရပါပဲ။အာတီတာကစနစ်ကျမှုတွေကိုထည့်သွင်းထားနိုင်ခဲ့တာကြောင့်ကစားသမားတွေကိုကြည့်ရတာကစားသမားတိုင်းဟာသူတို့ရဲ့တောင်းဝေးကိုနားလေကြတယ်။ကစားဟန်ကတတ်မှတ်တည်းရှိတယ်။ကစားသမားပြောင်းလဲပြုလုပ်ရင်တောင်မှကစားဟန်မပြတ်ဘူးဆိုတာမြင်သာပါတယ်။ ဒုတိယတစ်ချက်ကတော့လိုင်ယောညီတို့ရဲ့ရှိမှုပါပြိုင်ဘက်ရဲ့နေသားကိုကြည်ပြီးကစားဟန်ကိုအလိုက်ထိုက်ပြောင်းလဲလာနိုင်ပါတယ်ပွဲချိန်တွေလိုက်ဘျူဟာပြောင်းနိုင်တာမျိုးတွေလည်းတွေ့ရပါတယ်အာဆင်နယ်ရဲ့ကစားဟန်ကိုစည်ရင်စရာတွေနဲ့လည်းမြင်နိုင်ပါတယ်ပွဲအများစုမှာဘလုံးပိုင်ဆိုင်မှုမြင်ပါတယ်ဘိုးပေါက်ကန်ချက်အရေးတွေမြင်ပါလို့အောင်မြင်တဲ့ယာကိုင်တုံးကလည်းကောင်းပါတယ်ကန်စစ်ပိုင်းကလည်းအခုဆိုရင်ကိုခွင့်ပြုပေးရတဲ့အရေးတွေမရှိလောက်နဲ့ပါလာတယ်ဘလုံးဆုံးချုံမှုနှုံနဲ့ပါတယ်ပြိုင်ဘက်ကိုအမြဲပြားပေးနေတယ်ဆိုတာတွေ့ရပါတယ် ပါကားပြောလိုရဲ့အာဆင်နယ်ရဲ့အောင်မြင်မှုဟာကံကောင်းတာတခုတည်းကြောင့်မဟုတ်ပါဘူး။လေ့ကျင့်ရေးနဲ့ရေးပါမှုကြောင့်ကစားသမားတွေဟာလေ့ကျင့်ရေးမှာမလုပ်ရမယ်ဆိုတာသိကြပါတယ်။ကစားဟန်ကလေ့ကျင့်ထားတဲ့ပုံစံတိုင်းဖြစ်တယ်။ကစားသမားတွေကြားမှာနားလည်မှုရှိတာသိတာပါပဲ။စီမံခန့်ခွဲမှုရဲ့ခန်းကဏ္ဍကိုကြည့်မယ်ဆိုရင်လည်းအာတီတာရဲ့မြို့ပန်းချက်ကရှင်းလင်းပြသားပါတယ်။ကစားသမားတွေကိုယုံကြည်မှုရှိတယ်၊ရေရှည်ဖြူဟာချမှတ်ထားတယ်ဆိုတာခံစားမိပါတယ်။ပါကားလိုကစားသမားဘွားကနေနီးပြဖြစ်လာသူတွေရဲ့ထင်မြင်ချက်ဟာတကယ်ကိုတန်ဖိုးရှိပါတယ်။ ူတို့ကကစားခွင့်တွေကအမှန်တရားတွေကိုကောင်းကောင်းသိသူတွေဖြစ်လို့ပါပဲ။ဒါကြောင့်ပါကားပြောလို့ဘောလုံးကိုနားလေတဲ့သူတွေအတွက်တော့အာဆင်နယ်ကစားဟာကြည်ကောင်းပြီးစွမ်းဆောင်ရည်မြင့်မားတယ်ဆိုတာသိတာထင်ရှားနေပြီလေဖြစ်ကြောင်းပါ။သုံးထည်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။